ိုဒီနေ့ကဘန်ဟိုကဂျိုရှာဘန်ရှုံးမယ်ပြောလိုက်လို့ရှုံးမယ်ပြောလိုက်လို့ကျွန်တော်ဝိုင်းဆဲရတယ်မဖြစ်နိုင်ဘူးဒီပါကြီးပြောလို့မှအခုတည်းမင်းကနံပါတ်1နဲ့မဖြစ်နိုင်ဘူးပြောတယ်အခုနံပါတ်2နဲ့မဖြစ်နိုင်ဘူးပြောတယ်နံပါတ်1နဲ့ဖြစ်သွားပြီတဲ့ဘာပြောမလဲတဲ့โอเคဟုတ်ပြီပြောရှင်တာကကျွန်တော်တို့ကကျွန်တော်တို့ကဖြစ်နိုင်ခြေရှိတဲ့အချက်လက်ပေါ်မူတည်ပြီးတော့သင်္ချာနည်းရပြောရတာလေသင်္ချာနည်းရပြောရတာသင်္ချာနည်းရပြောရတော့မှားရလဲရှိမယ်မှန်တာလဲရှိမယ် ဲ့တော့အခု number 1ဒီ brand runner နဲ့ဖြစ်သွားပြီပေါ့နော်ဖြစ်သွားပြီဖြစ်သွားရဲဆိုတာလဲ USC ကဘယ်လိုလဲဆိုတော့ short notice သဘောမျိုးဝင်ထိုးရတာအဲ short notice သဘောမျိုးဝင်ထိုးရတာအဲ့ပထမ brand runner နဲ့တင်ထားတဲ့တည့်ထားတဲ့တယောက်ကဒီအဲလေးကျင့်ရေးမှာ6လောက်တန်ရရတယ်6လောက်တန်ရရတဲ့အတွက်သူကနှုတ်ထွက်သွားနှုတ်ထွက်သွားတဲ့အတွက်ဒီဂျိုရှာဗန်ဒါအစားထိုးဝင်ထိုးတာပေါ့နော်အစားထိုးဝင်ထိုးတာအဲ့ဒီယောက်ကလည်းတော်တော်ဆိုးတယ် ဟိုတိကြလမ်းမသိဘူးကျွန်တော်တို့ဒီဟိုဟာပွဲတွေမှာ Facebook ပွဲတွေမှာရှူဝူးဝါးတွေလုပ်ပြီးတကယ်လည်းထိုးလည်းထိုးတော့နှစ်ယောက်သားတောင်ပြေးညောင်ပြေးပတ်ပြေးနေရဲ့နှစ်ယောက်နောက်ပြီးတော့ပွဲထဲမှာလေဘောင်းမီဆွဲချွတ်လို့ဆိုပြီးတော့ဘောင်းမီဆွဲချွတ်လို့မိုက်ပါထွန်းအော်ခံတဲ့ဂလုံးနဲ့အင်္ဂလန်သားအခုကအင်္ဂလန်သားကို USC ကထုတ်ပလိုက်ပြီးထုတ်ပလိုက်ပြီးဆိုတော့အဲ့လိုအဲ့ပွဲထဲမှာအဲ့လိုဘောင်းမီဆွဲချွတ်တာတော့အဲ့လိုပြောမစမ်းကသူ့ရဲ့ဒီ character ကိုတိတ်မကြိုက်ဘူးပေါ့နော် USC ကအဲ့ဒါကြောင့် အဲသူ့ကို UFC ကထုတ်လိုက်ပြီမရှိတော့ဘူးရှိလို့ရင်အဲ့တယောက်ကတော်တော်ကောင်းလာလက်ရှိပန်းတို့ရောတော့ရှင်နိုင်လောက်တဲ့လက်ပန်းဆိုင်ရရှိတယ်နော်ဒါဂျာတွေကထုတ်ပြောတယ်အဲ့ဒါဆိုလို့ရှိရင်လက်ရှိဒီ UFC မှာအာဂျိုရှာဗန်ရဲ့ပြိုင်ဖက်နော်ဒီ Brandon Rive ရဲ့အကြောင်းကိုကျွန်တော်နည်းနည်းပြောပြမယ်သူ့အကြောင်းသူက ranking 1 UFC flyweight ranking 1လက်ရှိ ranking 2 မိုရီနိုနဲ့ချန်ပီယံပန်တိုဂျာဆိုတာပန်တိုဂျာနဲ့တယောက်ကိုနှစ်ခါစီတွေ့ဘူးတဲ့ပန်တိုဂျာကိုနှစ်ခါသလုံးရှုံးတယ်အဲမိုရီနိုရောပထမတစ်ခါရှုံးတယ်နောက်တစ်ခါနိုင်တယ်နောက်တစ်ခါနိုင်တယ်အဲမိုရီနိုနိုင်လို့လည်းသူအဆင့်တက်လာတာပြန်ပြီးတော့နော်အဲ့လိုမျိုးရှိတယ်ဆိုတော့သူ့ရဲ့ထိုးတဲ့ပုံကဘယ်လိုလဲဆိုတော့ဟိုကျွန်တော်ပြောတယ်လေနေတိုင်ရဲ့အသေးစားလေးလို့ဆိုတာဒါနေတိုင်ရဲ့လိုပဲအဲ့လိုမျိုးပဲထိုးဒါကြောင့်လည်းသူ့ပွဲတွေမှာရှုံးဝဲများနေတယ် ်နိုင်တဲ့ရန်လိုပဲအဲ့လိုချတယ်ဒါပေမဲ့လက်သီးပါဝါတိတ်မရှိဘူးလက်သီးပါဝါတိတ်မရှိဘူးအဲ ground gain တော်တော်ကောင်းတယ်သူ့ရဲ့နိုင်ပွဲတွေထဲမှာရှစ်ပွဲတောင်ရှိတဲ့ submission ကဒါဂျိုရှာဗန်တတိထားမဲ့ထဲမှာပါတယ် ground gain နဲ့နိုင်တာရှစ်ပွဲတောင်ရှိတယ် submission နဲ့နိုင်တာရှစ်ပွဲတောင်ရှိတယ်သူ့ရဲ့အဓိကလက်နက်တွေ submission လို့တောင်ပြောလို့ရတယ်နော်အဲ stand fight မှာအဲ့လောက်တိတ်မဟုတ်ဘူးဘာဖြစ်လို့ဆိုတော့ တခုတော့ရှိတယ်သူကသူ့ကိုရှင်ထိုးရင်သူရှင်ထိုးမယ်ဝင်လုံးရင်သူပြန်လုံးမယ်ဒါပဲသူကစပြီးလုံးတယ်ဆိုတာနဲတယ်ဆိုတော့သူ့ရဲ့ ground game level ဂျူဂျစ်ဆု level ဘယ်လောက်ရှိလဲလို့ကျွန်တော်တို့ကြည့်ရလို့ဆိုလို့ရှင်ပန်လိုဂျာတောင်သူ့ကို ground မှာအဆုံးမတတ်နိုင်ဘူး submission ကြီးမသွားနိုင်ဘူးဆိုရင်ဒါပန်လိုဂျာဆိုလက်ရှိ UFC flyweight ranking မှာအကောင်ဆုံးเนาะအဲ့လိုကစားသမားတောင်မှသူ့ကို submission ကြီးမရောက်ခဲ့ဘူးเนาะအဲ့တခုတော့ ဒီဒီဒီ brand analyzer မှာတတိထားเสียရှိတယ်ဆိုရင်ဒါ ground gain ဒီညံ့တဲ့အထဲမပါဘူး level တစ်ခုမှရှိတယ်အခွင့်အရေးရလို့ရှိရင် submission ကြီးတစ်ခါတည်းဖြတ်နိုင်တယ်ဖြတ်လဲဖြတ်ခဲ့တာရှိတယ်ဆိုတော့ဒါဟိုဂျိုရှာဘန်တတိထားမယ်ထဲမှာပါတယ်အဲ့တော့ तू ကပွဲမှာဆိုလို့ရှိလို့ရှိရင်ဘယ်လိုကစားရမလဲလို့ကျွန်တော်တို့တွေးရလို့ရှိရင်ဆက်စားခြင်းတော့နှစ်ယောက်သားရှင်ထိုးမှာပဲရှင်ထိုးလို့သူအဆင်မပြေဂျိုရှာဘန်ကိုဝင်တော့လိမ့်မယ်ဒါဂျိုရှာဘန်ရဲ့ ဲ ground gain ဘလောက်ရှိလဲကျွန်တော်တို့ကြည့်ရမှာနော်ဘလောက်ဘလောက်ရှိလဲကျွန်တော်တို့ကြည့်ရမှာအဲ့တခုကသူ့ရဲ့အဓိကလက်မှတ်လက်နက်ပဲသူ့ရဲ့ submission skill ကတော်တော်ကောင်းတယ်ကျွန်တော်သူ့ highlight တွေသူ့ရဲ့ပွဲတွေကျွန်တော်ပြန်ကြည့်ကြည့်တာမိဝိုင်းလွတ်တယ်ဆိုတာရှားတယ်နော်သူ့ submission မိဝိုင်းလွတ်တယ်ဆိုတာရှားတယ်နော်အဲ့တခုတော့သူ stand မှာအဲ့လိုကြိုးစားပြောင်းအန်ဒီရဲ့ပေးနိုင်မဲ့အနေထားတော့တိတ်မရှိဘူးဆိုရင်သာသူတို့ကိုလိုဝဲလို့ပြောချင်တာဒါပေမဲ့ ground game မှာတော့ level တစ်ခုရှိတယ်မိုရီအခုလက်ရှိမိုရီနိုတို့ ပန်နိုယာတို့ကိုရှင်လုံးနိုင်တယ်ပန်နိုယာဆိုတာဒါလက်ရှိသိကြတဲ့အတိုင်း UFC Flyweight Champion သူ့ကိုဘယ်သူမှလက်ရှိအချိန်ကြီးဖြုတ်မချနိုင်ဘူးအခုထိုးမဲ့เนาะပန်နိုယာနဲ့ထိုးမဲ့ KN KN ခိုင်ဒါအဲ့တယောက်လဲကျွန်တော်မထင်သွားမှာပဲပြုတ်မှာပဲအဲ့တော့နောက်ထပ် Champion လူ့ခွင့်ရမယ့်လူကြီးအဲ့ Ranking 1 2တွေကတယောက်ယောက်ဖြစ်နိုင်မယ်เนาะတယောက်ယောက်ဖြစ်နိုင်မယ်အဲ့အဲ့နှစ်ယောက်ကလည်းဟိုဟာကိုရှုံးမိတာပန်နိုယာကိုရှုံးမိတာဆိုတော့ ဟို flyway ranking ကဘာဖြစ်အောင်မလဲတော့ကျွန်တော်လည်းမသိဘူးမသိဘူးဒါလာပြီးပြောပြတာဒီ fighter ကတချို့ကပြောတယ်ဟာပြောဖက်ပြောဖက်နေတယ်ကြောက်တက်တယ်ကြောက်တက်ရင် ranking ranking run ထိဖြစ်မလာဘူးเนาะ ranking run ထိဖြစ်မလာဘူးအဲ့တော့ဘသူဖြစ်ဖြစ်ပြောနေကြစကားတိုင်းပြောလို့ရှင်ခွေခွေချင်းကရင်တော့ကိုခွေးနိုင်မှာကြိုက်တာဒါကကိုလူကိုနိုင်စေခြင်းနဲ့ဒါပေမဲ့တစ်ဖက်ကြိုင်ဘက်ရဲ့အရှိတရားတော့နားလေရတယ်နောက်ပြီးတော့တချို့ကပြောတယ် ဟာဗန်အထက်ကြီးပေါက်နေရတယ်အခုဗာကြီးပေါက်နေပြီလေသွားကြည့်ကြအောင်နော်သွားကြည့်ကြအောင်လောင်းစားရည်ကြီးဆိုတာဒီလိုပဲဟိုဟာဖြစ်အောင်တို့ကဆွဲရတာပဲအဲ့ဒါကြီးကိုလေဟာအထက်ကြီးပေါက်ကျွန်တော်စီမှာလည်းတခုရှိရယ်တယောက်တယောက်ယောက်တခုခုတည်နာကိုနာမည်နဲ့နဲ့ပေါက်လာသူဟာမြှောက်ပွင့်အရန်မြှောက်ပွင့်အဲ့လိုလောက်ကြတယ်နော်ဟိုဘယ်သူမှမနိုင်ရတဲ့ဟာကြီးလိုမြှောက်ပွင့်ပြီးပြောကြတယ်ဒါပေမဲ့ အရှိတရားကိုလက်ခံပါအရှိအရှိတိုင်းကိုသိပါလို့ကျွန်တော်ပြောချင်ပါတယ်ဆိုရင်အကျိုးချပါမကောင်းပြောချင်တာမဟုတ်တစ်ဖက်ကြိုင်တဲ့ရဲ့အနေအထားကိုလည်းသိချင်တာသိဖို့လိုပါတယ် UFC Flyweight Ranking ချိုးရရှိတဲ့ဟာ Ranking 1 2 3တက်လာတယ် Ranking 3ဘာမှမဟုတ်ပါဘူး Ranking 2ဘာမှမဟုတ်ပါဘူးဒါပေမဲ့အဲ့ Ranking 3ဒီဘယ်သူမှမရှိဘူး Ranking 3 Ranking 2ဖြစ်နေတာလားဒါမှမဟုတ်လူကောင်းကြီးကြားထဲမှာရွေးပြီး Ranking 2ဖြစ်နေတာလားဒါကိုကိုယ်ကပြန်ပြီး analyze လုပ်ဖို့လိုတယ်နော် analyze လုပ်ဖို့လိုတယ် review ပြန်လုပ်ဖို့လိုတယ်နော်တချို့ UFC တို့ UFC heavyweight တို့နော် UFC heavyweight တို့ပြီးလို့ရှင်ကျောင်းဒီမျိုးသမီးဘန်နန်ဝေးတို့ဆိုလို့ရှိလို့ရှင် ranking 1 2တာဖြစ်နေတာ1 2 fighter ဖြစ်နေတာဘာမှမဟုတ်ဘူးနော် UFC flyweight ကအဲ့လိုမဟုတ်ဘူးသူတို့ပန်းလို့ရအောင်မနိုင်လို့တာပြန်လန်ကြလာတာအနေထားတစ်ခုရှိတယ်နော်အနေတစ်ခါတစ်ခုရှိတဲ့ကစားသမားတွေကြီးပဲနော်အဲ့တော့ဟာ ဘယ်သူနိုင်မယ်ရှုံးမယ်လို့မပြောချင်ဘူးကျွန်တော်လည်းဆရာကြီးမဟုတ်ဘူးဒါပေမဲ့ဂျိုရှာဗန်နိုင်လို့ရှိရင်အလဲထိုးရင်ထိုးအလဲထိုးနိုင်မှုများတယ်ဗောနော်ဘာလို့ဆိုတော့သူကငိုလေးကအလဲထိုးဖိုက်တာ aggressive ဖြစ်တယ်ဗောဘရန်ဒန်ရိုင်းပဲနိုင်လို့ရှိရင် submission နဲ့နိုင်လိမ့်မယ်ဘာလို့ဆိုတော့ဒါသူ့ရဲ့ပုံပဲလေဂျိုရှာဗန်ကိုရှင်ထိုးလို့မနိုင်လို့ရှိရင်ဝင်လုံးပါပဲဝင်လုံးလို့အဲ့တိတ်တောင်းတစ်ဖက်ကောင်းကောင်းနဲ့အဲပြန်ပြီးတော့ဒက်ဖန်လုံးနိုင်ရင်ကောင်းတယ်ဒက်ဖန်မလုံးနိုင်လို့ရှိရင်တော့ပါသွားမှာပဲ ဒါကျွန်တော်အမြင်ကိုပြောပြတာနော်ကျွန်တော်အမြင်ကိုပြောပြတာကိုလူကရှောင်းလို့တိဝင်ထိုးရတာဖြစ်တဲ့အတွက်တခုတခုတော့ရှိတာပေါ့ပွဲတော့လျှောက်ထိုးနေတာဖြစ်တဲ့အတွက်ဒီ body ကတော့ဒီ active ဖြစ်နေမှာပေါ့ active ဖြစ်နေမှာပွဲပန်းနိုင်တဲ့အချိန်ကြီးတော့မရှိဘူးရန်နီးတာလေးတခုပဲရန်နီးတာလေးတခုပဲလူကလူလောက်ပဲမာနိုင်ပါလေလူကလူလောက်ပဲတန်နိုင်ပါနော်ဒါတခုတော့ရှိပါတယ်